ဟိဒေဝတံဂေတုရေသကံအနန္တနယပတာနံဗုဒ္ဓံဝန္တာမအတရံယရနာဂေသထုတ်တာတတ္တာဌာနတွင်ခေါ်ရွှေကြောင်းတော်၌သမတံတံအဘိဓမ္မာကုဏ္ဏကျံလွန်တင်ဆန်းသည့်ရွှေကြောင်းတော်မြတ်ကို သဗ္ဗညုတာဗုဒ္ဓတာဖြင့်ကိုနည်းပါလုံးမပြတ်သုံးသတ်တော်မူပါဗေဒသောဒေဝတံကိမေရောမိနာတာအမှုတာ၍ခါစားရောက်လာတောင်းဇကဝမနဗ္ဗမပေါင်းသူတော်ကောင်းတို့ကိုအနန္တနယပဋ္ဌာနံအဘိဓမ္မာကုဏ္ဏကျမ်းအဝင်ပါမဟာပကရဏတွင်ခေါ်အနန္တနယပဋ္ဌံကျမ်းတော်ကြီးကို ူရိတကံနတ်တို့နေယဝတိတ္တမဘန္ဓုကဗလာမြာကြောက်ပြား၌ဝါတွင်သုံးလခသမယဝေမြာဒုဘောဟောကြားတော်မူပါဝေဒသောဗုဒ္ဓံသဗ္ဗညုတကုံကိုလုံးချုပ်သည့်လုံးစုံတတ္တဝနတ်မြမာပေါင်းတို့ထက်သူပဲပြိုင်ကင်းတရားမင်းဖြစ်တော်မူသောမြတ်စွာဘုရားကိုမယံတရားဟောတရားနာဖြစ်ကြကုန်သောတပည့်တော်တို့သည် အတေရံကာယဝစီမနတိသုံးရတုဖြင့်မပြစင်လူကြည်လင်ရသည်စွာ ဝန္နာမသာသနာတော်အရှိခန့်၍တည်တံ့စေရန်မြတ်ဒိဋ္ဌံဖြင့်အဖန်ဖန်ကြည်နူး၍ရှိခိုးပူမျောလိုက်ကြပါကုန်၏အရှင်ဘုရားသဗ္ဗနာရံတိတာဝန္တံသကဝလပရံပရံ ယာဝိဇ္ဇတနာတံဝိဇ္ဇံဓမ္မံဝန္ဓမအတရံသကဝါလပရံပရံလေးကျွန်းတမြင့်မို့ဥရဟောခေါညာဆုံးပိုင်ချမရှိတိသဟတိမဟာသဟတိလောကတကြီးနှင့်တကဝစကြဝလာဆင်းဆင်းတိုင်အောင်သဗ္ဗနာရံတိဓာဝန္တံ ညောရွှေနီဖြူမောင်းမှုတဲ့ချက်ဖြူဖြူပြက်ပြက်တလက်လက်တော့ရောင်ချီတော်တို့ဤပျော်မြူတဲ့သက်အောင်တဲ့နဲ့တက်ဘွယ်မကဇတာကာသာဆုံးစာမရှိအောင်ပြေးသွားခြင်းရှိ၍ရာဝေဇာတနတံဝေဇံပထံဒေသနာဟောတိခါမယနေ့ကြအောင်မူလပဂတိထင်ရှားရှိပေထာတော်ဓမ္မံ မဟာပဒံလွန်ထူးဆန်းသည်အံခမံဘွယ်မဆုံးမြတ်ဗုဒ္ဓ၏ဒေသနာတော်အလုံးကို